တရုတ်မှာရေခဲမျိုးတော်ကြီးတစ်ခုလုံးကိုဒီလိုရင်သက်ရှူမောဖွဲရာဆောက်လုပ်ထားတယ်။အခုမြင်နေရတာကတရုတ်မှာရေခဲတွေကိုထုစစ်ပြီးတော့အဆောက်အဦပေါင်းမြောင်များစွာကိုဆောက်လုပ်ထားတဲ့မြေငွေမှာနန်းတော်တွေကျင်ဝင်းလာတဲ့နေရာမှာဆန်းသစ်တဲ့ဒီအဆောက်အဦတွေကိုရေခဲကြီးတက်တက်နဲ့သာထုစစ်ဆောက်လုပ်ထားပါတယ်။ဒီလိုဆောက်လုပ်နိုင်ဖို့အတွက်နိုင်ငံပေါင်း၁၂နိုင်ငံကဗဟုပညာရှင်တွေကိုဖိတ်ခေါ်ပြီးတော့ငှားရမ်းထားရတာပါ။ဒီပညာရှင်တွေကနေမနာညာမနာပဲစောက်လုပ်ခဲ့ကြလို့ပြည်သက်တွေအခုမြင်နေရတဲ့အတိုင်းလှပလုံးနဲ့မြေခွင်းကြီးတစ်ခုလုံးကိုမြင်တွေ့နေရတာဖြစ်ပါတယ်။ အနုပညာရှင်တွေကြောင့်ရေခဲမျိုးတော်ကြီးကလှပနေချိန်မှာအလှပဆုံးဖြစ်အောင်ဖန်တီးလိုက်တာကတော့မီးရောင်စုံတွေကြောင့်ပါပဲဒီမီးရောင်စုံတွေကြောင့်ရေခဲမျိုးတော်ကြီးကသက်ဝင်လှုပ်ရှားလာပြီးလာရောက်လေပတ်သူတိုင်းကိုတသက်မမေ့နိုင်မဲ့အမှတ်တရတွေကိုပိုင်ဆိုင်သွားစေမှာဖြစ်ပါတယ်ဒီရေခဲမျိုးတော်ကြီးကိုခက်ခက်ခဲခဲတိစောက်ထားတဲ့နေရာကတရုတ်နိုင်ငံကဟာဘင်းမြို့မှာပါဟာဘင်းမြို့ကတရုတ်နိုင်ငံမှာတော့အေးတကအေးဆုံးမြို့တွေထဲမှာပါဝင်ပါတယ်ဒါကြောင့်လေရေခဲတွေကအေးပြောကြမသွားပဲအကောင်အတိုင်းမပြတ်မစီးပဲရှိနေတာဖြစ်ပါတယ် ရေခဲမျိုးတော်ကြီးကိုဖွင့်လှစ်တဲ့နေ့မှာတင်လူပေါင်း၈သိန်းလောက်ကလာရောက်လည်ပတ်ခဲ့တဲ့အတွက်လူတွေနဲ့ကြိတ်ကြိတ်တို့စီကားနေခဲ့ပါတယ်။တရုတ်နိုင်ငံမှာဒီလိုရေခဲပွဲတော်ကိုနှစ်တစ်နှစ်ရဲ့အစောဆုံးလတွေမှာနှစ်စဉ်နှစ်တိုင်းကျင်းပနေကြတာဖြစ်ပါတယ်။အခုလိုစင်ဝင်စားပွဲကောင်းတဲ့အကြောင်းအရာတွေကိုထပ်မံကြည့်ရှုနိုင်ဖို့ Best Media ကို Like and Follow လုပ်ပြီးတော့အားပေးသွားနိုင်ပါတယ်ရှင်။ Follow ဝင်တစ်ခုစာပဲရှိတဲ့ဂျွန်းလေးပေါ်မှာလူတွေထောင်ထဲချီစုပြုံနေထိုင်နေကြတယ်။အခုမြင်နေရတဲ့ဂျွန်းလေးကဘောလုံးဝင်တစ်ခုစာပဲရှိပါတယ်။ ဒါပေမဲ့ဒီကျွန်းလေးပေါ်မှာလူတွေထောင်နေချီအိမ်တွေဆောက်ပြီးတော့ပြိုတိတ်နေအောင်လို့စုပြုံနေထိုင်နေကြပါတယ်။အိမ်တလုံးကိုပေ20လောက်ပဲအကျယ်ရှိပြီးတော့တမိသားစုလုံးအဲ့ဒီအိမ်လေးထဲမှာနေကြရပါတယ်။ဒီလိုဖြစ်နေလို့သူတို့နေထိုင်စရာဒီကျွန်းတစ်ခုပဲရှိနေတာမဟုတ်ပါဘူး။ကျွန်းရဲ့ဘေးမှာနောက်ထပ်လူမနေတဲ့အေယာမှာကျွန်းကြီးတစ်ခုရှိနေပါတယ်။ဒါပေမဲ့ကျွန်းပေါ်ကလူတွေဟာအဲ့ဒီကျွန်းအလိုကြီးကိုစိန်စာတင့်နေတယ်ဆိုပြီးတော့သွားမနေကြပါဘူး။သူတို့ကကိုဒုက္ခကိုရှာပြီးတော့ဒီကျွန်းသေးသေးလေးပေါ်မှာမလုတာမချီတာနေထိုင်နေကြတာပါ။ လူသွားလမ်းတွေကလူမရောက်ရှင်ပြီးတော့ရှောက်လို့မရပါဘူး။ဒီလိုစိတ်ညစ်စရာကောင်းလို့နဲ့ကျွန်းလေးပေါ်မှာအရက်ဆိုင်တွေနဲ့ပြည်တန်စာအိမ်တွေလက်ချိုးရီမရအောင်လို့ရှိနေတာကထူးဆန်းတဲ့ချက်ပါပဲ။ကျွန်းပေါ်မှာရဲစခန်းတစ်ခုနဲ့ဆေးရုံတစ်ခုလည်းရှိတယ်လို့သိရပါတယ်။ဒီကျွန်းလေးကိုကင်ညာနဲ့ယူကန်နာနိုင်ငံကသူ့ပိုင်နဲ့ငါးပိုင်ငယ်ဆိုပြီးတော့အငင်းပွားမှုပါတယ်။ကျွန်းပေါ်ကလူတွေအလုံးကတန်ငါးတွေဖြစ်ကြပြီးတော့ဒီကျွန်းပေါ်မှာမွေးပြီးဒီကျွန်းပေါ်မှာအုံမင်းသွားကြမယ်လူတွေဖြစ်ပါတယ်။ မိသက်ကြီးလို့ဆိုရင်ရောဒီကျွန်းလေးပေါ်မှာလူထောင်နဲ့ချီစုပြုံနေထိုင်တာနဲ့ပတ်သက်ပြီးဘယ်လိုမျိုးယူဆမိပါသလဲ။ခုမှန်နေမှာဆွေးနွေးပေးခဲ့လို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူတင်ရှိပါတယ်ရှင်။မိသက်တို့ရေပြီးခဲ့တဲ့နှစ်2024ခုနှစ်အတွက်ကမ္ဘာနေထိုင်မှုစရိတ်အမြင့်ဆုံးမျိုးတစ်မျိုးဖြစ်သတ်မှတ်ခံရတဲ့မျိုးကတော့ဆွစ်ဇာလန်နိုင်ငံကဂျနီဗာမြို့ပဲဖြစ်ပါတယ်။ဂျနီဗာမြို့ဟာအမေရိကန်နိုင်ငံနယူးယောက်မြို့ထက်တောင်1.8ရာခိုင်နှုန်းလောက်ပိုပြီးတော့ဇယိစက်ကကြီးမားတယ်လို့စစ်တမ်းတွေအရဖော်ပြခဲ့ကြပါတယ်။ နေထိုင်စရိတ်အိမ်သားကကတော့နယူးယောက်လောက်ဈေးမကြီးပါမယ်လေစားတောက်ကုန်တွေကတော့နယူးယောက်ထက်17ရာခိုင်နှုန်းကျော်လောက်ပိုပြီးတော့ဈေးကြီးခဲ့တာပါအိမ်သားကကိုထိမတွက်သေးပဲမိသားစုဝင်၄ယောက်ပါတယ်အိမ်နောက်စုတစုရဲ့လစဉ်ပြန်မြအသုံးစရိတ်ဟာအမေရိကန်ဒေါ်လာ6000လောက်အနည်းဆုံးကုန်ကြနိုင်ပါတယ်ဒီလိုစရိတ်ဆက်ကကြီးရတာကလည်းဂျနီဘာမျိုးဟာကုလသမဂ္ဂတို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်တို့လိုနိုင်ငံတကာအဖွဲ့အစည်းတွေအများကြီးတည်ရှိနေတဲ့မျိုးဖြစ်နေတာကြောင့်လည်းပါပါတယ်။ဒါအပြင်ဆွေငွေကြေးကလည်း တန်ဖိုးကြီးနေတော့ကုန်ကြစည်းတွေကကြီးတစ်ထက်ပိုပြီးတော့ကြီးလာတော့တာပါပဲဒီလောက်ဇရိတ်ကြီးမြင့်လာတော့မှဂျနီဘာမှာနေချင်းကြတဲ့သူတွေကဒူးနဲ့ဒေးရှိနေတော့မှာပဲဘာလို့လဲဆိုတော့တမ်းမာရေးစောင့်ရှောက်မှုပညာရေးနဲ့အခြေခံအဆောက်အုံတည်ဆောက်မှုတွေကအရန်ကောင်းလို့ပဲဖြစ်ပါတယ်ပြီးတော့ဆွစ်ဇာလန်ရဲ့တဘာဝအလားတရားကလည်းလူတိုင်းရဲ့အာရုံကိုဖန်ဆားထားနိုင်ပါတယ်ဒါပေမဲ့လည်းနေစဉ်အသုံးစရိတ်ကအရင်များလာကြောင်းဂျနီဘာမြို့မှာနေဖို့ဆိုတာလူအများစုအတွက်တော့မလွယ်ကူလောက်ပါဘူးဗီဒီယိုလေးကိုအဆုံးကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်